ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့စက်တင်ဘာလ30ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရဲမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့အဖွဲအစည်းအစွဲအယူကြောင့်တော်လိုင်းမအောင်နိုင်သေးခြင်းဖြစ်တယ်လို့ KNTF 26ဦးစီးချုပ်မာဝီပြောကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီအပါအဝင်စစ်အာဏာရှင်တော်လိုင်းမအောင်မြင်နိုင်သေးခြင်းမှာအဖွဲအစည်းအစွဲ အဖွဲ့အစည်းဗဟုပြုမှုများကြောင့်ဖြစ်တယ်လို့ Krini အမျိုးသားများကာကွယ်ရေးတပ် KNTF မှဒုတိယစစ်ဦးစီးချုပ်မာဝီကပြောကြားပါတယ်။စက်တင်ဘာလ28ရက်နေ့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပတဲ့ကယား Krini ရိုးရာဒီကူပွဲတော်မှာအမစကားပြောကြားရမှာဒုစစ်ဦးစီးချုပ်မာဝီကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့မှာငွေရှိတယ်၊တတိရှိတယ်၊လုံနိုင်စွမ်းအားရှိတယ်။ဒါပေမဲ့ဘာလို့မအောင်နိုင်သေးလဲဆိုလို့ရှိရင် organizational centric အဖွဲ့အစည်းဆွဲအဖွဲ့အစည်းဗဟုပြုမှုအရင်များနေတဲ့အတွက်ကြောင့်မလို့မအောင်နိုင်သေးတာဖြစ်တယ်လို့၎င်းကဆိုပါတယ်။ဂရင်းနီရိုးရပွဲတော်ကိုကျင်းပခွင့်ပြုတဲ့ထိုင်းအစိုးရကိုကျေးဇူးတင်ကြောင်းနဲ့စစ်ကောင်စီကယခုပွဲတော်ကိုကျင်းပခြင်းကိုမလိုလားကြောင်း KNTF ဒုတိယစစ်ဦးစီးချုပ်မာဝီကဆက်လက်ပြောကြားခဲ့ပါတယ်။စစ်အာဏာရှင်တွေကဒီလိုမျိုးပွဲတော်ဒီလိုမျိုးအခမ်းအနားတွေကိုလုပ်တာကိုမလိုချင်ကြဘူး။ဒါကြောင့်သူတို့မလိုလားတဲ့အတွက်ကျွန်တော်တို့ပြုလုပ်တာပါ ါကြောင့်ထိုင်းအစိုးရကိုကျေးဇူးတင်ပါတယ်။ဒါကကျွန်တော်တို့နိုင်ငံမဟုတ်ဘူး။ကျွန်တော်တို့ရဲ့ဇာတိမျိုးမဟုတ်ပါဘူး။ဒီလိုမျိုးပွဲမျိုးကိုဒီမှာစီစဉ်ဖို့ဆိုတာအခက်အခဲတွေအများကြီးရှိပါတယ်။ဒီပွဲကိုစီစဉ်ကျင်းပတဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေနဲ့စီလုံးညီညွတ်ကြောင်းပြတ်တဖို့ကျွန်တော်ဒီကိုရောက်လာတာပါလို့ပြောပါတယ်။ဂရနီပြည်အတွင်းကောက်ခံရရှိတဲ့အခွန်ငွေများတဲ့မှာ60ရာခိုင်နှုန်းနီးပါးကိုစီရေးအတွက်အသုံးပြုထားကြောင်းလဲမာဝီကဆိုပါတယ်ချင်းမိုင်ဂရနီပွဲတော်ကနေရန်ပုံငွေထိုင်းပတ် 2532ရရှိခဲ့ပြီးရင်းငွေအလုံးကို Greeny Sip Bay ရှောင်းတွေအတွက်မြေပြင်အဖွဲများနဲ့ကြီးစပ်ပြီးရာခိုင်နှုန်းပြည့်ပေးလို့တော်မယ်လို့သိရှိရပါတယ်။တော်လိုင်းအဖွဲများရင်ပြည်သူအလုံးအကျွေးပြုရသည်မှာများပြားကြောင်းနဲ့အဖွဲစည်း၅ခုရှိရင်ပြည်သူကပေါက်ပြား၅ချက်ပူပေါက်ရပြီး၆ခုရှိရင်၆ချက်ပူပေါက်ရတဲ့အတွက်ထို့အချင်းနည်းရက်တိုက်အောင် KNTF အနေနဲ့ကြိုးပမ်းဆောင်ရွက်နေတယ်လို့ဒုတိယစစ်ဦးစီးချုပ်မာဝီကပြောကြားခဲ့ပါတယ်။တော်လိုင်းအဖွဲများနဲ့ပြည်သူလူထုစည်းလုံးမှုရှိပြီး အရေးမြတ်များအလုံးကိုကောင်းမွန်စွာအသုံးချနိုင်ပါကတော်လိုင်းအောင်မြင်နိုင်မယ်လို့မာဝီကဆက်လက်ပြောကြားခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ရေလှုပ်ရှားမှုအဖြစ်ဗဟန်းမြို့မှာရေစကန်ကိုလက်ပစ်ဘုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းဗဟန်းမြို့မှာရေစကန်ကိုလက်ပစ်ဘုံးပစ်သွင်းတိုက်ခိုက်ရမှာကင်းဆောင်နေတဲ့ရဲသားများထိခိုက်မှုရှိကြောင်း Operation Flame အဖွဲ့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုပါတယ်စက်တင်ဘာလ29ရက်နေ့ည09:00ခန့်မှာ ဗဟန်းမြို့နယ်ကဘာအေးဖျားလမ်းမပေါ်မှာရှိတဲ့ဗဟန်းမြို့မှာရင်းစခန်းကိုတော်လိုင်းရဲဘော်တွေကလက်ပစ်ပုံနှလုံးပစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်မှာရင်းစခန်းဝင်းထဲမှာရှိတဲ့လုံခြုံရေးရဲကင်းအနီးကိုကြောက်ရောက်ပေါက်ကွဲခြင်းကြောင့်ဂိတ်ဝါမှာကင်းယူနေတဲ့ရဲများထိခိုက်မှုရှိပေမဲ့လည်းအရေးအတွက်ကိုအတီးပြုတ်နိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခြင်းဟာအကြံဖတ်စစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်လှုပ်ရှားနေပြီးပြည်သူများအနည်းမျိုးစုံနဲ့မတရားဖန်ဆီးနှိပ်စက်နေတဲ့ ဗဟန်ရေးတပ်ဖွဲ့ဝင်များကို fire power အထူးစစ်ဆင်ရေးစစ်ရေးပြင်းမှတ်ဖြစ်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လက်ပစ်ပုံနှလုံးအတုပ်ပြပစ်ခတ်တိုက်ခိုက်ထားတာပါ။စကန်ဝင်းတဲ့လုံကျုံရေကင်းနာအယောက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။စကန်တဲ့ဂိဝရေကင်းမှာကတော့ပုံမှန်ရေခွေးနှကောင်ကင်းယူပါတယ်။ဘီနာကအမြင့်ကင်းမှာတော့တကောင်ရှိပါတယ်။ညကရန်ကုန်တဲ့အစစ်အစေးတွေတင်းကျပ်နေတဲ့အထက်ကလှုပ်ရှားဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ် ကျွန်တော်တို့မစ်ရှင်အပြီးခွေးစကန်တဲ့လူနာတင်ကဝင်သွားတာရှိတယ်ရဲခွေးဘဏ္ဍကောင်ထိလဲဆိုတာမျိုးတော့မသိရသေးဘူးစုံစမ်းနေစေပါပဲလို့ Operation Flame အဖွဲ့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို Operation Flame အဖွဲ့နဲ့အတူအနောက်ပိုင်းခရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြီးမြင့်တိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့လောက်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်အချမ်းပတ်စစ်ကောင်စီပြုတ်လုပ်ဖော်ဆောင်မဲ့အတူယောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲ ရန်ကုန်တလိုင်းမဟာမိတ်များအားလုံးနဲ့အတူလက်တွဲပြီးအကြမ်းဖက်စစ်တပ်ကိုအရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ကြောင်းပြည်သူတွေအနေနဲ့လည်းအတူအယောင်ရွေးကောက်ပွဲကိုစတင်ကြဖို့ Operation Flame အဖွဲ့မှတရင်းနဲ့ပြန်ကြားရေးတာဝန်ခံကဆက်လက်ပြောဆိုပါရခင်ဗျာထပ်မံတင်ဆက်ပေးကြတာကတော့ကြောက်ဖြူကိုထင်းချုံနိုင်ပြီလို့စစ်ကော်မရှင်ကဝါဒဖြန့်နေပေမဲ့လေဒညဝရီရတဲ့ဌာနချုပ်မှတိတ်ဆုံးအရာရှိကြီးမြောက်ကို တိတ်တဆိတ်ကြိုနေရာကြောင့်တင်ဆက်ပေးပါမယ် ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာစစ်ကော်မရှင်နဲ့အရကတ်တပ်တော် A တို့ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း AA ကစစ်ရှုံးနေတယ်လို့စစ်ကော်မရှင်ကဝါဒဖြန့်ရေးသားမှုများရှိလာကြောင်းသိရှိရပါတယ်။ရက်အနည်းငယ်တိုက်ပွဲရပ်တန့်ပြီးနောက်ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့က AA တင်းကျုပ်ထားတဲ့နယ်မြေတွေကိုစစ်ကော်မရှင်ကစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲအပြင်းထန်ပြန်လည်ဖြစ်ပွားလာကြောင်းသိရှိရပါတယ်။အဲ့ဒီလိုဖြစ်ပွားတဲ့တိုက်ပွဲများမှာ AA ကပျောက်ကြားစနစ်နဲ့ဒဏ်ပြန်တိုးစစ်များကိုအသုံးပြုခဲ့တဲ့အတွက်စစ်ကောင်စီဘက်ကအတည်နာပြီး တိုက်ပွဲနေမြေအတွင်ပိတ်မိနေမှုများလည်းရှိနေကြောင်းသတင်းရှင်းမြစ်များထံကနေသိရှိရပါတယ်တိုက်ပွဲအတွင်းစစ်ကော်မရှင်ဘက်ကရာထူးအကြီးပိုင်းဖြစ်တဲ့ဗိုလ်ကြီးနဲ့အများစုတေဆုံပြီးကြောက်ဖြူတရင်မြတ်မှထားရှိတဲ့ဈေးရုံမြတ်မှကုသရွေမနိုင်တော့တဲ့အတွက်စစ်တွေနဲ့ရန်ကုန်ကိုပါဒဏ်ရာရအရာရှိအချို့ကိုပို့ဆောင်နေရကြောင်းသိရှိရပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကတညဝတီရဒတ်ဌာနချုပ်အတွင်းမှရာထူးကြီးစစ်ကော်မရှင်အရာရှိတအူးအေးအေးလက်ချက်ကြောင့်တေဆုံသွားတဲ့အတွက်တိတ်တဆိတ်ကြုံခဲ့ရကြောင်းသိရှိရပါတယ် အဲ့ဒီလိုစစ်ကော်မရှင်တပ်ကအထိနာနေပေမဲ့လဲကြောက်ပြူမြို့ပေါ်မှာစစ်ကော်မရှင်ရဲ့နှိစက်သူတွေကိုအေအေကဆစ်ရှုံးနေပြီဖြစ်တဲ့အတွက်မြန်မာစစ်တပ်ကထိုးစစ်ပိုင်းအသာရနေပြီဖြစ်ကြောင်းဝါဒဖြန့်နေတယ်လို့ဒေသခံများထံကနေသိရှိရပါတယ်။စစ်တပ်ထောက်ခံ Telegram Channel မြန်မာလဲစစ်တပ်ရဲ့ထိုးစစ်ကိုအေအေကတောက်မခံနိုင်တော့ဘဲတက်ပြက်၍စုပ်ပြေးနေရပြီဖြစ်ကြောင်းဝါဒဖြန့်ချီလျက်ရှိပါတယ်။စစ်ကော်မရှင်က22ရက်နေ့နောက်ပိုင်းမှာစတင်ကအေအေသိမ့်ပိုက်ထားတဲ့မင်းတပ်တောင်းတဲ့ ဆက်မှုလက်မှုတင်းတဲ့ကြောင်ဘက်ကိုထိုးစစ်ဆင်လှုပ်ရှားနေကြောင်သိရှိရပါတယ်။ဒါအပြင်ကြောက်ဖြူမြို့နယ်အနက်အင်အားထောင်ချီ၃ကောင်စစ်ကြောင်၄ကြောင်ခွဲ၍စစ်ကြောင်ထိုးတက်နေပြီးအေဘက်ကလည်းစနိုက်ပါနဲ့ဒရုန်းအသုံးပြုကစစ်ကော်မရှင်ကိုအထိနာအောင်တိုက်ခိုက်နေကြောင်သိရှိရပါတယ်ခင်ဗျာ။ဓမ္မတင်ဆက်ပေးကြတာကတော့မန္တလေးရှစ်ထက်ရေတကော်မှာရေကစားတဲ့ရုရှားအပါအဝင်ကိုပိုင်ကျောင်းဝင်တန်းတွေပြုတ်ကျလို့နှစ်ဦးသေဆုံးကနှစ်ဦးပျောက်ဆုံးနေစေအုစုကရှာဖွေကေစည်းလုတ်ပေးနေကြောင်တင်ဆက်ပေးပါမယ်။ မန္တလေးမြို့ပသိမ်ကြီးမြို့နယ်မန္တလေးမီမြို့လန်းအုံချောရွာအနီးရှစ်ထက်ရေတကောမှာရေကစားနေတဲ့နိုင်ငံသားသား၂ဦးအပါအဝင် ကိုပိုင်ကျောင်းဝန်ထမ်း၁၄ဦးရေစင်းနဲ့မျောပါပြုတ်ကျလို့၂ဦးသေဆုံး၂ဦးပြောင်းနေကတဦးဒဏ်ရာရတယ်လို့စစ်အုပ်စုမိတပ်ကသတင်းထုတ်ပြန်ပါတယ်။မန္တလေးမြို့မဟာအောင်မြင်မြို့နယ်အတွင်းမှာရှိတဲ့ကိုပိုင်ကျောင်းတစ်ကျောင်းကနိုင်ငံသားသားဝန်ထမ်း၂ဦးအပါအဝင်လူ၁၄ဦးဟာစက်တင်ဘာလ၂၉ရက်နေ့နေ့လယ်ပိုင်းကမန္တလေးမီမြို့လန်းအုံချောရွာအနီးရှစ်ထက်ရေတကောမှာရေကစားနေရင် ရုရှားနိုင်ငံသားတဦးနဲ့အမျိုးသမီး၄ဦးတို့ရည်စည်းကြောင်ရည်တကွန်၈ထက်ကနေ၃ထက်နေရာအထိမြို့ပပြုတ်ကျသွားတယ်လို့ဆိုပါတယ်။ပြင်းလွင်မြို့နယ်ဇီးပင်ကြီးရွာအုပ်စုအုံနေရည်အရှိကြီးရွာမှာရှိတဲ့၈ထက်ရည်တကွန်တောင်ကိုလူ၁၄ဦးဟာတွားရောက်ရည်ကစားရမှာ၅ဦးဟာ၃ထက်ရည်တကွန်ကိုပြုတ်ကျသွားကြောင်းသတင်းရရှိတဲ့အတွက်ပတိန်ကြီးမြို့နယ်ရေစကန်းမှာရှောက်ဖွေကေစည်တပ်ဖွဲ့ဝင်များနဲ့ကေစည်လုပ်ငန်းများဆောင်ရွက်ခဲ့ရမှာညနေ9:00အချိန်မှာအသက်ရှင်လျက်ရုရှားနိုင်ငံသားကြားတအူး 6နာရီအချိန်မှာမောင်နှူတေဆုံးတို့အားရှာဖွေတွေ့ရှိခဲ့ပြီးကျန်နှူတို့အားရှာဖွေကိစ္စရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတယ်လို့စေအုပ်စုမိတ္တကဖော်ပြပါတယ်။တရားရတဲ့ရုရှားနိုင်ငံသားနဲ့တေဆုံးတို့အမျိုးသမီးရီဟာကိုပိုင်ကျောင်းတကျောင်းကဝန်ထမ်းတွေဖြစ်တယ်လို့စေအုပ်စုရဲမှတ်တမ်းမှာဖော်ပြထားပြီးစေအုပ်စုမိတ္တကတော့တေဆုံးတို့နဲ့တရားရသူတွေရဲ့အချက်လက်တွေကိုမဖော်ပြထားပါဘူး။ရှစ်ထက်ရေတကောင်ဟာမက်ဆော့ပြီးအစစ်စစ်တက်သွမ်းရတဲ့ရေတကောင်ဖြစ်ကတချို့ကအန်ရီအကြောင်းတုံးတက်လောက်မှပဲရေကစားကြတယ်လို့ အဲ့ဒီရှစ်တရေဒီကုန်းကိုတောရက်ဖူးသူတွေကပြောပါတယ်။ရမန်နေ့ကမေမျိုးဘက်မှမူးရွာတွန်းလို့တောင်ကြရီစီလာကအခုလိုရေဒီကုန်းမှာရေကစားနေသူတွေရည်စည်းနဲ့မျောတာဖြစ်မဲလို့ဆိုပါတယ်။ပုံမှန်တော့တုံးတက်ကဦးလေးကြီးတွေကတော့မှားရှာပါတယ်။တုံးတက်မှာရေဆော့ရင်တောင်ရေနောက်လာရင်တန်းတက်လာဖို့တောင်ကြရီလာမှဆိုးလို့ဆိုပြီးဒေသခံတအုပ်ကမှတ်ချက်ပြုတ်ပါတယ်။ပျောက်ဆုံးနေတဲ့အမျိုးသမီးတအုပ်ကိုဒီကနေ့မှဆက်လက်ရှာဖွေမဲလို့စစ်အုပ်စုမိသက်ကဆိုထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဝိညာဉ်လျှောက်သွားနေလားဆိုပြီးဥက္ကမောင်စုပြောပြတဲ့ဖြစ်ရပ်တစ်ခုကိုတင်ဆက်ပေးပါမယ်။ညကအိမ်မက်တစ်ခုမှတယ်။ကျွန်တော်ညစာစားနေတော့မှအမဒေါ်အောင်ဆန်းစုကြည်ရောက်လာတယ်။ကျွန်တော်ကထိုင်းနေတာအမကမတ်တရရက်ကျွန်တော်စားနေတာကအသားဟင်းတစ်ခွက်နဲ့ဟင်းသီးဟင်းရွက်တို့စရာတွေကျွန်တော်ကပြောတယ်အမထိုင်လေညစာစားမလားအမကမထိုင်ပဲပြောတယ်အမဟင်းသီးဟင်းရွက်ကြိုက်တယ်တဲ့ကျွန်တော်ထိုင်ရကနေကမန်းကန်ထားလိုက်တယ် ဆက်လက်ရွက်နဲ့မုံကြီးရွက်စိမ့်တွေကိုရေးစည်းလိုက်တယ်။အဲ့ဒီအချိန်မှာအမကမရှိတော့ဘူး။အပြင်ကိုထွက်သွားပြီ။ကျွန်တော်သူ့နောက်ကိုပြေးလိုက်သွားတယ်။အမခမင်းမစားတော့ဘူးလား။အခုဘယ်သွားမှာလဲ။အဲ့ဒီအချိန်မှာအမတောင်းဆန်းစုကြည်ကကျွန်တော်ရက်နေတဲ့နေရာထက်မြင့်တဲ့မြက်ခင်းပြင်တစ်ခုပေါ်မှာအချိန်ကညဘက်သို့မဟုတ်ညနေခင်းဆိုတော့လမ်းမီတိုင်အလင်းဝါဖြတ်ဖြတ်နီးချင်းချင်းအောက်မှာအမကကျွန်တော်ကိုတစ်ချက်လှမ်းကြည့်တယ်။အမတယောက်တည်းသွားမလို့လား။အဖော်လည်းမပါဘဲနဲ့ဖေးသွားမှလည်း မမကကျွန်တော်ကိုလှည့်မကြည့်တော့ဘူး။ तू သွားမဲ့ရှေ့ကိုပဲကြည်ရင်ပြောတယ်။ကိစ္စမရှိဘူး။လူတွေရဲ့အခြေအနေကိုအမလိုက်ကြည့်အောင်မယ်။အဲ့ဒီလိုပြောရင်အမကနီညူရောက်မလင်းတလင်းညအမောင်အောက်မှာမြက်ခင်းပေါ်လမ်းလျှောက်ရင်းသွားနေတယ်။ကြည်နေရင်မှပဲ तू သွားနေတာကနည်းနည်းမြန်းလာတယ်။ခဏလေးနဲ့ကျွန်တော်မျက်စိအောက်ကပျောက်သွားရော။ကျွန်တော်ကစွန့်အာပြီးကြံရစ်တယ်။အနောက်ကိုရောက်လာတဲ့လူငယ်တချို့ကိုကျွန်တော်ကအော်ပြောလိုက်တယ်။အမနောက်ကိုလိုက်သွားကြပါဦး။သူတယောက်တည်းကွာ။လူငယ်တယောက်က အမဘေဘက်သွားလဲဆိုပြီးကျွန်တော်ညွန်ပြတဲ့ဘက်ကိုပြေးထွက်သွားတယ်။အဲ့ဒီလူငယ်ကအမခေါ်တလားအန်ဒီခေါ်တလားအမေခေါ်တလားကျွန်တော်တေချာစဉ်းစားလို့မရတော့ဘူး။ကျွန်တော်လန်နိုးလာတယ်။ဥကောင်းနဲ့တကိုယ်လုံးချွေးတွေပြန်လို့နာယီကိုကြည့်တယ်မနက်၄နာရီကျွန်တော်ခေါင်းထဲမှာဆွဲကြံရင့်နေတာကလူရရဲ့အခြေအနေကိုအမလိုက်ကြည့်အောင်မယ်။အမနေကောင်းရလား။ဟုတ်ကဲ့ပါ။ အခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြက်ဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။